မင်္ဂလာပါပြီးခဲ့တဲ့ပတ်မှာကျွန်တော်တို့ channel လေးကနေမန္တလေးမြို့ရဲ့လက်ပစရာနေရာတွေကိုပြောပြပေးခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာမန္တလေးမြို့တော်ရဲ့အကျော်ကြားဆုံးနဲ့အရသာအရှိဆုံးဖြစ်ပြီးမချစ်မနေစားသုံးတဲ့ဒေတာရိုးရစားမျိုးကိုစူးစီးဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒေတာရိုးရရတာများကိုအပြည့်အဝခန်းစားနိုင်ဖို့လိုက်ပါကြည့်ရှုလိုက်ကြပါဦးမန္တလေးကိုရောက်ပြီဆိုရင်ပထမဆုံးစားကြည့်တင်တာတော့မန္တလေးမွန်းတီပဲဖြစ်ပါတယ် ဘဲမွန်ခမများများစီချက်များများထဲ့လို့တခါစားရုံနဲ့တသက်မမေးမဲ့စားချင်းစပွဲမန်လေးမွန်ဒီပါရှေးဘူးရင်လက်ထက်ကရဲကစားသုံးခဲ့ကြတဲ့မန်လေးနန်းတွင်းစားစာဖြစ်ပြီးနန်းကြီးနန်းလက်နန်းဒေးတုံမျိုးနှစ်သက်ရာရွေးစားနိုင်ပါတယ်ဈေးတိတ်မများပဲအရသာခံတွင်တွေ့စီမဲ့မန်လေးမွန်ဒီကိုချက်ရိုးပြုတ်ဟင်းကြီးဒါမှမဟုတ်ငါးဖက်ရိုးပြုတ်ဟင်းကြီးနဲ့တွဲဖက်စားသုံးမယ်ဆိုရင်အလွန်အလွန်ကိုစားကောင်းစေမဲ့အတွက်ဆက်လေးပါပဲ။ နောက်ထပ်မချစ်မနေစားကြည့်တင်တာကတော့မန်လေးမရှိပဲဖြစ်ပါတယ်ကိုကြီးဘင်းဘီနဲ့မြေအိုးလေးတဲကဝက်ပြုတ်ဟင်းရီတို့ကမရှိရဲ့အသက်ပါပဲမြမရိုးရစားစာမဟုတ်ပေမဲ့မွန်ဒီလိုပဲရှေးခင်တဲကရှင်ပူရင်မင်းကြီးကိုဒီကင်းအိတ်ခံခဲ့တဲ့စားစာတစ်မျိုးလဲဖြစ်ခဲ့ပါတယ်တရုတ်စားစာဖြစ်ပေမဲ့အခုခါမှာတော့မန်လေးမြို့ရဲ့လူတိအများဆုံးနန်းနက်စာတစ်ခုဖြစ်နေပါပြီမန်လေးမြို့ရဲ့ရက်ွက်တိုင်းလိုလိုမှာမရှိတဲ့တွေရှိတတ်ကြပါတယ် မန္တလေးမြို့အေယာဝတီမြစ်တစ်ဖက်ကန်စစ်ကိုင်းမင်းကွန်းကားလန်းပေါ်ရှိခိုတောင်ရွာမှလာရောက်ရောင်းချတော့ခိုတောင်မွန်းဒီကိုလည်းစားကြည့်ဖို့အကြံပြုချင်ပါတယ်။စကြာရီလီမီဖူယာကြီးနာမကျန်းချစ်ကအစားအသောက်ပြည့်တိကာလာတွင်ခိုတောင်မွန်းဒီတို့ပြုလုပ်ပြီးစက်တရမီဖူယာကြီးခံတွင်လိုက်ကကျဲမာလာခဲ့သည်ဟုအဆိုရှိခဲ့ပါတယ်။နန်းလက်မွန်းဒီဖက်ထက်မဆိုတလောက်သေးတဲ့ခိုတောင်မွန်းဒီဖက်ကိုစီနီစီဝါဘဲမှုလေးနဲ့အတူကစီစီလေးတုတ်ထားတာလေးကိုမှပိတ်ဆွေဟင်းကြီးပူပူလေးနဲ့တွဲဆက်စားသုံးလိုက်ရရင်ချင်းမလေးကောင်ပြောင်းချင်မဲဖြစ်သွားနိုင်ပါတယ်။ စော့အနီနဲ့ထမင်းလေးရဲ့နိုင်ကင်ကျွတ်ကျွတ်ရဲ့ဝက်ဦးချောင်းရဲ့ကြက်ဦးလေးချမ်းပြီးထည့်ထားတဲ့မန်လေးထမင်းပေါင်းကိုလည်းစားကြည့်ဖို့အကြံပြုချင်ပါတယ်။နောက်ထပ်မီးစမ်းကြည့်တင်တာကတော့မန်လေးတော်ဝင်နန်းသုံးအစားအစာတစ်ခုဖြစ်တဲ့ခနုံထုတ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရောက်ရိုးတရားလူမျိုးတို့မှစိတ်သက်လာသောအစားအစာဖြစ်ပါတယ်။ကြက်ဦးကိုပြားလေးလိုက်ပြီးစက်သားဆွတ်ထားသော ခနုံထုတ်ကိုအချိန်ကြီးကောင်းကောင်းလေးနဲ့တို့ပြီးအစာပြေမော့ဖြစ်စားနိုင်ပါတယ်။ ောက်စီတလုံးပေါ်မှာနိုမလိုင်လေးတွေရဲ့နွားနိုရီလေးရဲ့စမ်းထားပြီးဒီဟိုစိတ်ကြောက်ဖြုံယူစပ်ပစ်ချက်ပါဝင်ပါတဲ့နိုမလိုင်ပောက်စီကိုလည်းအင်ဒိုယာကြာပူရင်ကြာဝင်းကျင်မှာရောင်းတဲ့ဆိုင်လေးတွေကနေဝယ်ပြီးညီစမ်းကြည့်လို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ မန္တလေးမြို့ရဲ့အမှတ်တင်ကြေးတစ်ခုဖြစ်တဲ့ထိုးမုံပဲဖြစ်ပါတယ်။မန္တလေးကိုရောက်လို့အိမ်ပြန်လက်ဆောင်ဝယ်ခဲ့ရမယ်ဆိုရင်ထိုးမုံကိုအရင်ဆုံးပြေးမိမိကြမယ်ဆိုတာတိကျပါပဲ။ထိုးမုံတင်မဟုတ်ပဲဆွန်ွေးမကင်း၊ရွှေကြည်၊လမုံတို့လည်းဝယ်ယူတော့ဖို့လည်းအမှားလေးပါလိုက်ရပါတယ်နော်။ ကဲဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတင်ရောမန်လေးကိုရောက်ချစ်ခဲ့ရင်ပယ်စားစားကိုစားကြည့်မယ်လို့စိတ်ကူးထားလဲဒါမှမဟုတ်ပယ်စားစားကိုစားရတာအကျဆုံးလဲဆိုတာကိုမက်မှာပြောခဲ့ပေးပါဦးနောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုများကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးနော်